ိမ်ရှိမှာဆိုင်းပုတ်ချိန်ပြီးတလအတွင်းမှာပဲအမေအေးရဲ့အမျိုးသမီးဆောင်ကိုပထမဆုံးရောက်လာတဲ့သူကတော့အပြိုကြီးမတ်စိန်ညရင်နဲ့ဟဲ့သမီးစိန်ညရင်ရှင်မေးပကန်းစင်းနေတာကြာလာပြီလားအေးရီလည်းပတ်ကုန်မမယ်ကွယ်သမီးကအတန်းကြိုက်တယ်လေမေးရဲ့အဲ့ဒါကြောင့်ပကန်းစင်းဟောလို့ဆက်ပြားများများနဲ့အထဲရောအပြင်ရောအချက်90လောက်ပွတ်တိုက်ပြီး ရေနဲ့လင်းကားကလောင်းချရမှကျဉ်တ်တာစိတ်ညံ့ရင်ရဲ့စကားကြောင့်အမေဘေးစင်ထဲကိုငုံကြည့်လိုက်တဲ့အခါမှတော့အဲဘေးစင်တစ်ခုလုံးဆက်ပြာမြုပ်တွေနဲ့ပြည်နေတာကို တွေ့လိုက်ရပါတယ်စိတ်ညံ့ရင်ရဲ့ငါသမီးပကန်းဆေးထားတဲ့ဆက်ပြာကလည်းစောင်းတထည်လောက်တောင်လျှော်လို့ရနိုင်နေဟွန်းဒါနဲ့ငါသမီးကြည့်လိုက်ရင်လေတစ်ချိန်လုံးလိုလိုလက်ဆေးနေတာပဲနော် သမီးကတခုကင်ပြီးတိုင်းလက်စည်းအမကျဉ်တတ်တာအမေရဲ့အော်ဒါကြောင့်လေအရင်ကဒီအိမ်မှာတနေ့ဦးရေမော်တာနဲ့တခါပဲရေတင်ရပြီမဲ့စိန်မြရင်ရောက်လာမှတနေ့ရေသုံးခါလောက်တင်နေရတာကိုဒါဆိုအမေရရေအကျိုးဆယ်ပါ့ကိုအရင်ကတည်းသုံးစားပူရသွားတာပေါ့မဟုတ်ဘူးလားဟိုဟိုလေ သမီးကိုတော့ရေသုံးချမ်းနဲ့ဆိုပြီးမညှို့ညင်ပါနဲ့တော့သမီးကအချစ်ဖြစ်နေလို့ပါအဲစိမရင်ကပြောလက်ဆစကားကိုရက်ကပကံများကိုရေထက်ထက်ဆေးလို့နေပြန်ပါတယ်음သူကြည်ရတာပုံမှန်တော့မဟုတ်တော့ဘူးရေတခါချိုးရင်45မိနစ်အိမ်သာကအထွက်နဲ့ဆေးရင်15မိနစ်အင်းကြီးတထေရှောနိုင်ဝတ်ဆိုတော့ ဒီလိုမိန်းကလေးမျိုးချွေးမတော်ဘူးတော့မဖြစ်နိုင်ပါဘူးလေအမေအေးဟာ အနေထိုင်အေးစီပြီးတတ်နဲ့ရှင်ရှင်သက်သက်ရဲ့နေရတဲ့စိန်ညရင်ကို အစာပိုင်းမှာသဘောကျခဲ့ပြီမဲ့လေအတူနေကြည့်လိုက်တဲ့အခါမှတော့စိတ်ပြက်လို့သွားတာကြောင့်သူ့ရဲ့ချွေးမလောင်ရှာပေါ်လုံးစီရင်ကနေပယ်ဖြစ်လိုက်ပါတော့လေခင်ဗျာ အမေအေးရဲ့အဆောင်ကိုဒုတိယမြောက်ရောက်လာသူကတော့အေမီကျော်တဲ့အေမီကျော်ကတော့တွတ်တွတ်လွတ်လွတ်နဲ့ထက်ထက်မြက်မြက်ရှိပြီးတော့စမတ်အလွန်ကြတဲ့မိန်းကလေးတယောက်ပဲဖြစ်ပါတယ်အမေအေးဟေးဟိုလေမယူမသိသမီးအင်ကြီးနောက်စစ်လေးဆွဲပေးပါလားအော်အေးကျောစစ်ဆိုတော့လက်နဲ့မမီလို့လေကတော့နော်ကတော့ရပါတယ်ကွယ်အပန်းကြီးတဲ့ကိစ္စမှမဟုတ်တာအမေအေးကအေမီကျော်ရဲ့ ။နောက်ကျောကအင်ကြီးစစ်ကိုဆွဲပေးလိုက်ရင်ကငါသမီးတဲလှနေပါလား။ဘယ်သွားမလို့လဲ။ထင်တာသွားမလို့လေမေအေးရဲ့။ဟိုပစာအင်ကြီးကလည်းလှလိုက်တာကွယ်။လှဆိုဒါက branded လေမေအေးရဲ့။ငါသိန်းကျော်တယ်။ဘယ်ဘယ်လို့ဒီဒီပစာအင်ကြီးတလုံးကငါသိန်းတောင်ကျော်တယ်ဟုတ်လား။အမေအေးရတော့လေခင်ဗျမျက်ခြေပြက်နေပြီထင်တယ်ငါသိန်းဆိုတာဘာမှမဟုတ်ဘူးဟွန်း သိန်း20သိန်း30ပေးရတယ်အဲ့ဒီတောင်ရှိသေးဘုရားဘုရားနားရှိလို့သာကြားရတယ်အော်ဩစရာကြီးပါကွယ်တိတ်လည်းမအံ့ဩပါနဲ့မေးရဲ့သမီးခုဆိုထားတဲ့နှခမ်းနေတပူးတောင်ဘလောက်တန်နေထင်လဲဟိုဟိုမထင်တတ်ပါဘူးကွယ်အဲဟို3လေးတောင်လောက်များရှိမလားမြမငွေနဲ့ဆိုတသိန်းကျော်လောက်ပေးရတယ်မိအေးရဲ့ဘေးဖယားဖယား အမေအေးဟာသူ့ရင်ဘတ်သူလက်နဲ့ဖိထလိုက်မိပြန်ပါတယ်။အမေအေးတမိပွားရင်နော်။အေးအေးဒီညအိမ်ပြန်နောက်ကြမှာ။တမိအိမ်တော့ယူသွားလိုက်တယ်နော်။အမေအေးညနဲ့မှတကားထဖွင့်နေရမှာဆိုလို့။အော်အေးအေးဟိုတမိတိတ်တော့နောင်ကြစင်းနဲ့နော်။အမေအေးကတော့လေဒင်လာပါဆိုမှ။အိမ်ပြန်ကျော်ကအမေအေးကိုဘာမှမသိရန်ကောဆိုတဲ့အကြည့်မျိုးနဲ့ကြည့်ပြီးတော့ဆလင်းမဲ့ကြိုးလေးကို လက်ညှိုးမှချိတ်ကခါရမ်းပြီးတော့ချွတ်ချွတ်ရရလီထွက်လို့သွားပါတော့တယ်အမလေးလေးသူ့အလုတ်ကလာကဘလောက်ရတယ်လဲတော့မသိဘူးသုံးလိုက်ဆွဲလိုက်ပုံကမီလီယံနာမကြီးကြနေတာပါလားသူ့ကိုယ်သူသာအလှလေးပြင်းပြီးပွေးကြိုင်နေအောင်ရေမွေးကြီးစွတ်ထားတာနေတဲ့အခန်းထဲဝင်ကြည့်လိုက်တော့ထမိန်ကခွင်းလုံးပုံလို့အေးရလဲမသိဆောင်းလဲမခောက်မခောက် အဝေးဟောင်းခြင်းနဲ့အဝိတ္တိပြည့်နေတာလည်းမရှိဘူးတခန်းလုံးနဲ့နန်းစောညစ်ပတ်လို့อืมဒီလိုမိန်းကလေးမျိုးကငါသားနဲ့ပေးစားမိလို့ကတော့သူ့ထမိန်မှာငါလိုက်လျှော်ပေးရတော့မယ်ပုံပဲဒီတယောက်လဲငါချွေးမတော်ဖို့မဖြစ်နိုင်ပါဘူးအဲအဲ့ဒီနောက်မှာတော့အမေဟိဟာသူ့ရဲ့ချွေးမလောင်ရှာပုံတော်စင်းကနေအေမီကျော်ကိုလဲ ထပ်ပြီးတော့ပယ်ဖြစ်လိုက်ပါတော့တယ်ခင်ဗျာအမေကြီးရဲ့ဆောင်းကူတတိယမြောက်ရောက်လာသူကတော့မှန်နှွေးနှွေးတဲ့အမေအေးဟေးဘာဟင်းနေချက်နေတော့ဩဝက်သားအချို ချက်တယ်ငကြင်းသားနဲ့ဗျူသီးလေးချင်ရေးဟေးချက်တယ် မယုတ်သီးစားရောင်လေးထောင်းတယ်။ဟင်းတွေကလည်းစုံးနေတာပဲ။အနံ့ကလည်းမွေးကြိုင်လို့တည်တော့ကြလာပြီ။အော်သမီးစားချင်လားစားလေ။ညီကိုကဒီနေ့အပြင်မှာစားမှာဆိုတော့အမေလေးတယောက်ထဲပြေးနေတာနဲ့အတော်ပဲ။ဟုတ်လား။ဒါဆိုလာစားမယ်လေ။သမီးဟင်းလည်းသွားယူလိုက်ဦးမယ်။อืมๆဟင်းသွားယူတဲ့နှွေးနှွေးရဲ့နောက်ကြောပြင်ကိုငေးကြည့်ရင်အမေအခုလိုပဲတွေးနေမိပါတယ်။ อืมนุนวีလေးကတော့မဆိုးဘူးထင်ပါရဲ့ဝိထာစားတာလဲတတ်တတ်ရရနဲ့ချစ်စရာလေးငါနဲ့လဲရင်းရင်းနှင်းနှင်းနေတယ်ဖះတရားလဲယူသည်ကိုင်းဆိုင်တယ်အဲ့နောက်မှာတော့အမေအင်းနဲ့နွေနွေတို့ထမင်းအတူစားကြပါတော့လေအမေအင်းဘဲဥကြော်လေးစားပါအောင်ချက်တုံနေနဲ့ကြော်ထားတာအေးအေးနွေနွေကသူကြော်ထားတဲ့ဘဲဥကြော်ကိုအမေပကံလေးကိုအရင်ဥအောင်ထည့်ပေးလိုက်ပါတယ် อืมเจตนีหลีชาราละอถุยีบาล่ะเบออยู่ว่าละตะชันตู่หน่วยดิเฮ้นุ่ยหน่วยตะมีละแท้ซาลิဟုတ်ညွေညွေကအမေးချက်ထားတဲ့ငကျင်းသားနဲ့တပြူသီးချင်းကြီးကိုဓမင်းမော်ဆမ်းပြီးတော့စားလိုက်ပါတယ်ဟာကောင်းလိုက်တာအမေးအေးရဲ့ ရှာလဲသွားတယ်ဆိုတာဒီလိုအရသာမျိုးပေါ့အော်စားလို့ကောင်းနေဆိုဝင်းတာပါလေကွဲဟဲ့သမီးဝက်သားအချိုကျဲလေးလဲစားကြည့်ဦးဟုတ်အမေကြီးကနွေးနွေးပကန်းထဲကိုဝက်သားဟင်းတတုံးခတ်ထည့်ပေးလိုက်ရင်ကခေါင်းမဖော်စတဲ့မြင်းရှိန်နဲ့စားနေတဲ့နွေးနွေးကိုကြည့်ပြီးတော့အမေအင်းသဘောချလို့နေပါတယ်อืมယူသားလိုက်တာဘာဟိတ်ဟမ်းမှမရှိဘူးပကတိအယူကလေးပဲ အမေအေးစားလေဩအေးအေးအမေလည်းနွေးနွေးထည့်ပေးထားတဲ့အဘဲဦးကျော်လေးကိုတစ်ဖက်စားကြည့်လိုက်တဲ့အခါမတော့အမေငါလိုက်တာအမေအေးဟာဇက်ထည့်ရောက်ပြီးသားဘဲဦးကျော်ကိုကြံထွေးထုတ်ဝါမှာအားနာရနေပဲကြိတ်နေပြီးတော့ယူချလိုက်ပါတယ်အဲသမင်းတွေငုံစားနေတဲ့နွေးနွေးကတော့အမေအေးမျက်နှာဘလို့ဖြစ်သွားတယ်ဆိုတာကိုမမြင်လိုက်ပါဘူးအမေအေး တမိလက်ရကောင်းရဲ့လားကောင်းပါလေကွယ်ကောင်းရင်အမေအေးသာအကုန်စားလိုက်တော့တမိကတော့အမေအေးဟင်းတွေနဲ့ပဲအဝတီးလိုက်တော့မယ်အော်အမေအေးကစွန်းရကြော်လဲစားအောင်လေရောရောစုံစုံနဲ့နင်းလေးကသူကြောထားတဲ့ကစွန်းရကြော်ကို အမေအေးပကံထဲကိုလှမ်းပြီးတော့ထည့်ပေးလိုက်ပြန်ပါတယ်ဘဲဦးကျော်ကစားမရပါပဲကစွန်းရကြော်လေးကတော့အစီအမီလောက်ပါလေလေ စိမ့်စိမ့်စူးစူးမဟုတ်ပဲအယောင်ပဲနေတာကတော့ဒီခံပြီးစားရမှာပေါ့အမေအေးကကစုံရဲ့ကြော်ကိုဖြည်းဖြည်းချင်းရတာခံပြီးတော့စားကြည့်လိုက်တဲ့ကဘာရတာမှလည်းမရှိပါလားအမေအေးကောင်းလားဟိုဟိုလေဟိုသမီးဒါကစုံရွက်ကြော်လားကစုံရွက်ပြုတ်လားပြုတ်ကြော်အော် ကစိုးရွက်ပြုတ်ကျော်လားဟိုဒါနဲ့ဟိုစားရတို့အချိုးမှုန့်လို့ထဲ့မကျော်ဘူးလားစားအကုန်သွားလို့ကိုလေအချိုးမှုန့်ကမရှိလို့ဩဒါမြသမီးရဲ့အမေအေးစီလာတောင်းရောပေါ့သမီးကတော့ကိုမရှိရင်မရှိတယ်လို့အစဉ်ပြေအောင်နေလိုက်တာပဲအရသာရှိအောင်ချက်စားနေဝိတ်တွေတက်လာမှာစိုးလို့အမေအေးဟမ် အမေအေးချက်ထားတဲ့ဟင်းတွေစားကောင်းတာနဲ့ပဲသမီးချက်ထားတဲ့ထမင်းတို့ပြောင်းရောဟိုထိုက်ယူအောင်မလားအမေအေးမှာထမင်းနေကြံသေးတယ်။အိုးနေပါစေ အားနာစရာကြီး။အေးအားမနာပါနဲ့ကွယ်တခါတလေပဲဟာ။အဲပြောပြောဆိုဆိုနဲ့အမေအေးကထမင်းဟုတ်ကိုနွေ့နွေ့ရဲ့ရှေ့ကိုချပေးလိုက်ပါတယ်။အနေနဲ့လဲအုတ်သေးကထမင်းတွေထတ်ထည့်ပြီးတော့ခေါင်းမဖော်စရန်စားနေပြန်ပါတယ်။ အမေဟေးချီရင်းလေးနဲ့နဲ့ထပ်ခါလိုက်မယ်နော်။ဩခါလီစားလို့ကောင်းလို့ကတော့စားတာစား၊ကုန်ရင်ထပ်ချက်မယ်။အေးအမေအင်းရဲ့ရေရုံးလာတဲ့စေတနာတွေကြောင့်နှွေးနှွေးလေးထမင်းတွေဟင်းတွေအချိန်ချင်းထည့်ဆက်လိုက်တာအဖြစ်ထမင်းအိုးကိုဟင်းတွေပါပြောင်းလို့သွားပါတော့တယ်။စားကောင်းတာနဲ့စားလိုက်တာထားတော့မထနိုင်တော့ဟေးဟိုဟိုအမေအေးတွဲထူပေးရမလားဟဲ့။ ရပါတယ်ဖြည်းဖြည်းချင်းထားယူရမှာပေါ့နွေးနွေးကသမင်းစပွဲခုံကိုလက်နဲ့ထောက်ကမသက်မသာဖြည်းဖြည်းချင်းထရက်လိုက်ပါတယ်အမေအေးဘကံတွေပုံထားလိုက်နော်သမီးတရေအိပ်ပြီးအဲ့ရကနိုးတော့လာဆေးပေးမယ်အခုတော့ခေါင်းကိုမထောင်နိုင်တော့လို့သွားပြီနော်အဲပြုံးပြုံးဆူဆူနဲ့တအီးအီးနဲ့ထပြီးထွက်သွားတဲ့နွေးနွေးရဲ့ကြော်ပြင်ကိုကြည့်ရင်း အမေအေးတယောက်တက်ပြရှိကြီးချလိုက်ပါတော့တယ်ဟွန်းအမလေးလေးစားလိုက်တောက်လိုက်တာခုနှစ်ရက်ခုနှစ်လီထမင်းငတ်ထားသလားအောင်းမရလေမိန်းကလေးဖြစ်ပြီးအချက်အပြုတ်ကြပြန်တော့ဘာမှသုံးစားမရဒီလိုမိန်းကလေးမျိုးနဲ့သာငါသားလေးကိုပေးစားမိရင်တော့ကိုကြိုးနေတော့မှာပဲ ငါသားသူ့ဖာသူလူမျိုးကြီးလုံနေတာပဲနားအေးပါတယ်လေအဲနောက်ဆုံးတော့အမေအေးဟာသူ့ရဲ့ချွေးမရှာပုံတော်ဇလန်းကိုအဒီမာပဲတခန်းရှက်လိုက်ပါတော့တယ်ခင်ဗျာ